အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှလည်းဂျပန်စာရေးဆရာတာချီမာရှင်းရှင်းရေးသားထားပြီးဆရာမောင်စုရှင်ဘာသာပြန်ပေးထားတယ်။အထူးကျန်မြေခွေးနဲ့အခြားဝတ္ထုတို့များဆိုတဲ့စာအုပ်တွေကကြည်ကန်းလေးကန်ကိုနဲ့ကျောင်းတိုက်ကြီးဆိုတဲ့ဝတ္ထုလေးနှစ်ပုဒ်ကိုအစအဆုံးဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။စာအုပ်လေးမဖတ်ပြပေးခင်မှာတော့ channel ကို subscribe လုပ်ရသေးဘူးဆိုရင် like and subscribe လေးလုပ်သွားပေးဖို့မမေ့ပါနဲ့နော်။ ဒါဆိုရင်တော့အစီအစဉ်လေးကိုစတင်လိုက်ရအောင်ပါရှင်ကြည်ကလေးကံကိုငါးနှုတ်သီးကိုဘာသူချိုးပြစ်တာလဲဟုကြည်ကလေးခံကိုကတောင်းပန်ခဲ့ရင်အတန်အာရွေးပြောသည် သူသည်နျူကလ িয়ার ဆက်ရုံ၏အချက် မိုးကောင်းကင်တွင် ဝဲပြန့်လျက်ရှိနေသည်ဒီနေ့လည်းနေ့တိုင်းကဲ့သို့ပင်တအားပေးဆက်ရုံကြီးသည် လေပြင်းကျနေသည့်အကြားတွင် စက်တန်တဝီဝီဖြင့်အလျက်စစ်တအားများကိုထုတ်လုပ်ပေးလျက်ရှိသည်ထိုစက်ယုံကြည်၏အလဲဘဟုတွင်အလွန်ပူလောင်သော အတွင်သားအမှုတည်နေရာကြီးရှိသည် သူ၏အပူချိန်မှနေမင်းကပင်အရှုံးပေးလောက်သည်ထိုအတွင်ဆန်အတွင်သားနေရာကြီးမှာသူဘာသာဝင့်ထင်နေမည်မှာအမှန်ဖြစ်သည်မကြာခဏဆိုသလိုပင် အဟံအဟံဟူသောချောင်းဟန့်တန်မျိုးအတန်ကြီးကိုပြူသည် ်ထိုအတန်းကြီးကိုကြားရပြီဆိုလေစက်ရုံဥကောင်းနဲ့အပေါ့များထဲမှပြာပူများ အလုံးလိုက်အလိမ့်လိုက်ထွက်၍လာသည်ထိုနောက်ကောင်းကင်စီတို့ ပြန်လည်၍တက်သွားလေသည်ကံကိုသည်ကြီးတော်ဝါတို့တွင်ဩဇာရှိသူဖြစ်၏။ကံယိုတန်တလျှောက်တွင် နေထိုင်ကြသောကြီးတို့အလယ်၌အကောင်အခြေကြီးမှပြီးလေးစားယူသည်ခြင်းကိုလည်းခံရသူဖြစ်သည့်ကံကိုသည် ဤအယံ၌ရှိသောအမိကိုခေါင်းနိုင်များတွင်ဟိုနေရာကြီးနေရာတို့၌အသက်ပြုလုပ်သောကြီးတရဝါအတော်များများနှင့်လည်းတည်ကျွမ်းသည်ထို့ကြောင့်သူအတွက်အတိုင်းနေရာကို သူစိတ်ကြိုက်အကောင်းဆုံးနေရာ၌ရွေးချယ်နိုင်ခဲ့သည်ထိုနေရာမှာအကြီးဆုံးနှင့်အကောင်းဆုံးနေရာဖြစ်သည်မိကိုခေါင်းနိုင်ကြီးများအနက် အမြင့်ဆုံးနေရာဖြစ်သောတတိုင်းတဲ့တလူလူလင့်တက်ခအမင်းမှုလျက်ရှိသည် နျူကလီယာဓာတ်အားပေးဆက်ရုံမှခေါင်းနိုင်ကြီး၏အထက်တွင်ဖြစ်သည်ကြီးကလေးကံကိုနှင့်မိသားစုတို့ထိုအိမ်သစ်တွင် နေရာတကျဖြစ်ပြီးသည့်နေတပြိုင်နက်သူတို့မိသားစုများဘဝတွင်ဂျိုးစိုးဝင်ခဲ့လေသည် သူတို့ပတ်ဝန်းကျင်တွင်မထင်မှတ်သော အပြောင်းအလဲများရှိလာပုံကိုတတိပြုမိသည်မှာကံကိုကိုယ်တိုင်ပင်ဖြစ်၏နောက်မွေးလာသောသူ၏ကြီးလေးများမှာဘာကြောင့်မှမသိ ဥမာထွက်လာတော့အခါ၌ခြေတော်များမပါလာချေပါလာတော့အမွေအတောင်တို့မှလည်းလွယ်လွယ်နဲ့ကြကြကုန်ကြသည်ထို့ကြောင့်တလို့ဆိုရင်သူတို့ဘလို့ပြန်နိုင်ပါတော့မလဲဟု၍ခံကိုကတွေးမိသည်ထို့သူစဉ်းစားမိတော့လဲအကြောင်းမထူးကြသူမကြမီတွေ့ရှိလာရသည်ကြည်ကလေးများ၏အတောင်မှအမြောက်လေပြင်တိုက်ခိုက်ခံလိုက်ရတဲ့ကဲ့သို့ချွတ်ထွက်သွားကြပြီးအတိုက်ထဲ၌ပင် အကောင်ငယ်လေးများအသေးဆုံးသွားကြရှာသည်။ကံကိုအဖိုးဤစိတ်မချမ်းသာဘဲကြုံရသောကိစ္စမှာသူတို့အိမ်လောက်ထားသည့်မိကိုခေါင်းနိုင်ကြီးတွေမင်းအကြောင်းရင်းရှာ၍ရနိုင်မည်ဟုသဘောပေါက်သည်။ထို့ကြောင့်ဘာအကြောင်းအရင်းပါလိမ့်ဟု ပြဿနာဤအဖြေကိုရှာရန် သူဆုံးဖြတ်လိုက်သည်။သို့တော်လည်းဤမြကြီးမလာတော့ခေါင်းနိုင်ကြီးအတွင်၌ဘာပြဿနာရှိနေလိမ့်မည်ဟု ကြီးငှက်တကောင်ကမိခဲ့သူအသိနိုင်ပါမည်နီ။ လူသားတွေထဲမှာပဲအကြခုလိုနျူကလ িয়ার ဓာတ်အားပေးဆက်ယုံကြည်ဤအတွင်၌ပါရီဖြစ်ပျက်နေသည်ကိုသိရှိနိုင်သူအနေငယ်သာ ရှိပေလိမ့်မည်လွန်ခဲ့သောနှစ်ပေါင်း30ခန်းကကံကိုဤအဖိုးဖြစ်သူသည်မြောက်ဖက်ကံယူ၌နေထိုင်စဉ်တော်ရင်ရှိအင်ကြီးတဲ့အင်ဤပြတဲ့နဘီမှာထွက်လာသောအတန်ဝါကြီးတတန်ကို ကြားခဲ့ရသည်ထိုအတန်မှာနေထက်ပုံလင်းနဲ့အလင်းရောင်ကြီးပဲ နေထက်လဲပိုပြီးစွမ်းရင်ကြီးမာတယ်အဲ့ဒါကိုတို့တွေ့ပြီးဟူ၍ဖြစ်သည် သူတို့သည်ဘာဘာညာညာအစင်းစားမနေတော့ပဲမိတ်ဆွေများနဲ့အတူထိုကောင်းနိုင်အမြင့်ကြီးဤထိတ်တွင်ဂုံယူဝင့်ကြားစွာအတိုက်ဆောက်ခဲ့ကြသည်သို့တော့မကြာမီပင် သူတို့အားလုံးပျောက်ကွယ်သွားခဲ့ကြ၏တေဆုံးပုံမှာသူတို့ဤပြောင်းချုံနေသောအနှုတ်သည်များဖြူရော်သွားကြပြီးအမွေးအကြောင်များကိုးကား၍ကြပြီးမှတေဆုံးသွားကြ၏ ထိုဆိုင်ရောင်အနည်းတွင်အနေထိုင်သောလူတို့မှလည်းသူတို့ကိုလက်အင်ကားတို့ကိုမတုံးဆွဲနိုင်တော့ပဲမကြာမီဆေးရုံကရင်ပေါ်သို့ပတ်လန့်အနည်းအထားဖြင့်ရောက်ကြရတော့သည်ယခုတော့အနှစ်ပေါင်း30ကြာခဲ့လေပြီတောင်ဘက်ကီလိုမီတာ200အရက်တွင် ဖြစ်၏ကံကိုသည် သူ့အဘေးကိုယ်တိုင်ထိုအဖြစ်မျိုးနဲ့ကြုံခဲ့ရသည်ကို မတွေးမိလေသလား သူ့အဘေးဤအဖြစ်ကိုသူ့အဖိုးနဲ့အဖေတို့ကလည်းမသိခဲ့ကြသလားသူတို့အတိကောင်းွယ်ရှိပါသည်သို့တော်လည်းပြောရမှရှက်တော်ကြောင်ဖြစ်နိုင်သည်မိတို့ပင်ဖြစ်စေကံကိုသည်ဘာကြောင့်မှမသိနိုင်သောအဖြစ်အပျက်များသူ့မိသားစုတွင်လက်တွေ့ဖြစ်ပြနေပြီးရှေးကဖြစ်စေယခုပင်ဖြစ်စေမိတို့ထံကမှအကူအညီမရနိုင်တော့သည်ကိုရင်ဆိုင်ရတော့မည်ဖြစ်သည်။တို့ဖြင့်တညာတော်အချိန်တွင တအားပိစက်ယုံကြီးအတွင်မှအကြီးမားသောအသံအမိဟီး၍ပေါက်ွယ်တော်သည်။ကြောင်မတ်ဖွဲကောင်းသော ပြာမုံလုံးကြီးသည်ကောင်းငင်အခြေထိုးတက်၍သွားသည်။ကျေတာယာတို့ရှိသူထိုးပြာမုံများအလွန့်ထက်သွားလေသည်။ထိုနောက်ထိုးပြာမုံများသည်အောက်ရှိတက်တော်နှင့် မြို့ငယ်လေးပေါ်သို့နေငယ်နှစ်ဘက်များသဖွဲတက်ဖွဲဖွဲပြန်၍ကြလာပြန်လေသည်။ခုလိုအခြေအနေတွေဘယ်လိုဖြစ်လာကြတာလဲ။ ဘာဖြစ်လို့အရင်နဲ့မတူတဲ့အခြေအနေတွေဖြစ်လာနေရတယ်လဲဟုတွေးမိကအကန်ကိုသည်သူ့ပတ်ဝန်းကျင်မှာအပြစ်အပြစ်များကို နားမလည်နိုင်အောင်ရှိလေသည်ကန်ကိုသည်ပတ်ဝန်းကျင်တဘာဝအခြေအနေကြီးပြည့်စည်သွားသည်ကို သူ့မျက်စိအောက်တွင် မျက်မြင်ဖြစ်ခဲ့လေသည် လေထဲမှာငှက်များအကုန်းပေါ်မှတရဝါများရေထဲမှာငါးများနဲ့အတူသစ်ပင်များပန်းမေများနဲ့လောကကြီးအတွက်အလားဆင်သော အဟာရကိုပေးတော့ဘဝအတိတ်ပဲကိုဖြစ်စေတော့ပတ်ဝန်းကျင်အရာများအားလုံးပြည့်ပြုံကုန်ကြတော့သည်ဒီလိုတည်လောက်တဲ့အစိတ်ဒဏ်ကိုဘယ်အရာကခံနိုင်ပါမလဲနောက်ထပ်တက်ရှိအသက်တွေဘယ်နည်းနဲ့ဖြစ်ထွန်းလာနိုင်ပါတော့မလဲကြို့တို့ကျဲတဲ့တက်တော်ကြီးအတွင်မှာလေပြင်းတဟူဟူတိုက်ခတ်နေတဲ့ဝင်းကျင်မှာငါဘာကြောင့်အသက်ရှင်နေနိုင်ပါတော့မလဲဟူသောအတွေ့ဖြင့်ခံကိုယ်သည်မိကိုခေါင်းနိုင်ကြီးဤထိတ်တွင်ရက်ခါ သူအဖို့မျောလင်းချက်အကုန်ဆုံးနေသော အဖြစ်ကိုတွေးမိလျက်ရှိနေလေသည်။သူသည်နှုတ်သည်ကိုဖွင့်လျက်နောက်ဆုံးကန့်ကွက်ဆန္ဒပြုသည့်လေပြင်းရှိရာသို့ကောဟူအော်ဟေကျောင်းဝါမိကျန်ကထား၍ဟဲလိုက်သည်။ထိုအတန်ကထွက်မလား။အကြောင်းမှာသူ့လေချောင်းထဲ၌သူမျက်လုံးအရွယ်များရှိသောကင်စားအကျိတ်အလုံးတစ်ခုရှိနေပြီဖြစ်တော်ကြောင်းမေထိုအလုံးသည်မကြာမီပင် သူလည်းပင်ကိုပိတ်ဆိုလျက်သူ့ကိုအသက်စီဝင်ချုပ်ငိမ့်အောင်ပြုလုပ်ပေးအောင်တော်မည်ကြောက်တိုက်ချီကဘာတော့နှစ်သုံးထောင်ပြည့်နေ၏တည့်ရက်တော်နေ၌ကျေဝွန်သောခန္ဓာရကြီးတစ်ခုပေါ်သို့အေးသက်သောလီတတော်ဖြဲ့၍တိုက်ခတ်တော်သည်ဤဖုံဆုံးမြေပြင်ဤအလယ်၌နက်နက်နေအောင်တွင် ပြောင်းလဲလျက်ရှိသောကြောက်တိုက်ကြီးတစ်လုံးကိုတွေ့ရသည် ထိုကြောက်တက်တာပုံစံအဆောက်အုံကြီး၏မနီမဝေအရေကြရာပတ်၌လူယောက်ျားတဦးနှင့်လူငယ်လေးတဦးတို့သည်ထိုကြောက်တိုက်ကြီးကိုညွန်ပြရင်းကလက်ဟန်ချေဟန်ဖြင့်စကားပြောလျက်ရှိသည်ယောက်ျားကြီးကဒီအထင်းအမှတ်ကြောက်တိုက်ကြီးဟာဘာအတွက်စောက်ထားခဲ့တာလဲဆိုတာဘယ်တော့မှအသိစရာအကြောင်းမရှိဖို့အများပါပဲသူ့နံရံမှာထွင်းကပ်ထားတဲ့ဂမီစလုံးတွေကိုငါအတိတ်ပဲဖော်ကြည့်လို့ရထားတယ်ကွာပြီးတော့ဒီစလုံးတွေဟာ အနောက်ကဘာချမ်းမှာလွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်ကတုံဆွဲခဲ့တဲ့အက္ခရာတွေနဲ့ရေးထားတာပဲရေးထားတဲ့စလုံးကအင်းအဲ့ဒီစလုံးရဲ့အထက်ကတရိကာပုံသင်ကေတာကတော့အနုဖြူစွမ်းအားကိုတကဘာလုံးတုံးတဲ့သင်ကေတာပဲအဲ့ဒီစွမ်းရင်အကြောင်းနဲ့2050ပြည်နှစ်မှာကဘာကြီးကိုဖျက်ဆီးခဲ့တယ်လို့တို့သိထားတာပဲသူစကားကိုပြောပြီး၍မကြမီပင်သူတို့နှစ်ဦးသည် အာဂါဒယင်အတွင်သို့ပြန်ဝင်ပြီးလေထဲသို့ပြန်တက်သွားတော်သည်သူတို့စီးနင်းလာတော်ယင်သည်ထိုဖုံးစိုးတော်ကြီး၏အထက်တွင်ပြန်ဝဲပြီးနာအရှိန်အဟုန်ဖွင့်၍ပြန်တက်သွားရာကောင်းငင်တွင်တိန်တိုင်းတို့ဤဟိုဘတ်သို့ရောက်ရှိပျောက်ကွယ်သွားလေသည်ဟူကန်တီဘီလိုနည်းနည်းလေးလိုတော့တယ်မထင်မှတ်ပဲတွေ့ရတဲ့အစိတ်ပြက်စရာအဖြစ်ပါပဲငါတို့ရောက်ခဲ့တာနာမည်ဆိုးနဲ့တရင်ကြီးခဲ့တဲ့ ခြာနိုပြီးအမှုမျိုးစွမ်းရင်စက်ယုံကြီးပေါ့ကွာတကယ်တော့ကဘာမြေပေါ်မှာဒီလို အင်္ဂလိပ်ကြောက်ကူကြီးတွေတလောက်များများပြန့်ကျဲနေတာကိုတွေ့ရလိမ့်မယ်လို့ငါတို့ဘလို့ကြိုပြီးသိနိုင်ပါမလဲထိုအချိန်၌အရှင်ဖြစ်ဝေးရသူခရီးနေလေရရှိသောအာဂါဒယင်ဤပြတင်းမှနေ၍လူငယ်ကလေးသည်အစိမ်းရောင်ရှိသောကဘာမြေကြီးကိုမှုံပြပြမြင်ရသည့်အချိန်ကြည့်နေပြီးနာအဖေရဲ့ အဲ့ဒီကြောက်ကူကြီးတွေကဘာတွေလဲဟူ၍မေးလိုက်သည်။ဒါရဲ့အဲ့ဒါကဘာကြီးပေါ်မှာသူတို့ရဲ့2050ပြည်နေက ဖြစ်ပျက်ခဲ့တာလို့အဖေတော့ထင်တယ်။အသေးစိတ်ကိုတော့အဖေလည်းပြောမပြတတ်တော်ဘူး။ဒါပေမဲ့ငါတို့အာကာသယာဉ်ထဲမှာပါတဲ့ကွန်ပျူတာဆက်ရဲ့အမှတ်ဉာဏ်တွေကသိရတဲ့အချက်အလက်တွေတွေက ဆိုရင်တော့အဲ့ဒီမှာအကြာကြီးတက်ဒုက္ခနဲ့ကြုံခဲ့ကြတာ။ပယုတ်ဒုက္ခတွေအပြည့်အစည်းတွေတစပြင်းလို့တိတ်ဆိတ်သွားတာတွေ တစ်ခုပြီးတစ်ခုဖြစ်ခဲ့တယ်လို့တွေးကြည့်ရတယ်။ငါတို့ရဲ့ဘဝအရာမှကြည့်ခဲ့တဲ့ရှိကလူကြီးတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်လောက်ကအမတန်ကြီးမားတဲ့နျူကလ িয়ার ဆက်ယုံကြီးတွေကိုကမ္ဘာအနှံ့မှာအစောက်ခဲ့ကြတယ်။ဒီဆက်ယုံကြီးတွေကိုအုပ်ချုပ်စီမံဖို့ကိုလေလုပ်ငန်းတာဝန်ထမ်းဆောင်ရမှာစိတ်ခံစားမှု အသေးနှလုံးမရှိတဲ့ robot ကွန်ပျူတာရန်ရာရုပ်တွေကိုတာဝန်ပေးခဲ့ကြတယ်။ဟင်အသေးနှလုံးခံစားချက်မရှိတဲ့ ကွန်ပျူတာရုပ်တွေဟုတ်လားအဖေအမှန်ပဲပေါ့တာရဲ့အဲ့ဒီတုန်းကတော့လူတွေဟာရိုဘော့ကွန်ပျူတာလို့ခေါ်တဲ့ရန်ရီယာလောက်တာကွန်ပျူတာတွေကိုမှမခိုင်းနိုင်ရင်သူတို့သုံးဖို့ရာဓာတ်အားစွမ်းအင်လုံလုံလောက်လောက်ရမှာမဟုတ်ဘူးလို့အတွေးတင်နေကြတာတကယ်လားအဖေစွမ်းအင်ဆိုတာအကန့်အသတ်မရှိ သုံးရှင်ရရနေပြီဆိုတာ အခုဆိုရင် လူတိုင်းသိကြတာပဲတဘာဝလောကကြီးကအရာရာကိုဖြည့်စွမ်းပေးနိုင်စွမ်းရှိနေတာပဲမဟုတ်ဘူးလား မှန်တာပေါ့သားရေအဲ့ဒီအချိန်ကာလတုန်းကဒီလိုဖြစ်နိုင်တဲ့အကြောင်းကို လူတွေမသိကြတာဟာမဟုတ်ဘူးကွယ်သူတို့ဟာစီးပွားရေးနီးစနစ်နဲ့ထူထောင်ဖို့နဲ့နိုင်ငံရေးစနစ်ဖွဲ့စည်းပုံများထူထောင်ဖို့ကိုသာစိတ်ဆောပြီးလုံမှန်နေခဲ့ကြတာဆိုတော့တလူလုပ်ရင်ကတဘာဝတရားကြီးရဲ့တန်ဖိုးနဲ့လူစိတ်ကောင်းဆန္ဒကောင်းတွေကိုသူတို့လုပ်ငန်းတွေမှာထည့်မတုံနိုင်ခဲ့ကြဘူးဖြစ်ရလေအဖေရေဒီတော့ကဘာမြေကြီးမှာဗားဆက်ဖြစ်သွားလဲ အေးဆိုပါဆိုရေအထိန်အမတ်ကြောက်တာတိုက်တာကြီးလို့မင်းမြင်ခဲ့ရတဲ့ကြောက်တိုက်ကြီးမျိုးတွေအပြန်အရင်ပေါ်လာပြီးတော့အဲ့ဒီတိုက်တာကြီးတွေထဲမှာ လူတွေတရိစံတွေအတွက်အမတန်အန္တရာယ်ပြုနိုင်တဲ့အရာတွေကိုအလုံးပိတ်ပြီးထားခဲ့ကြတယ်ပြီးတော့ဒီလိုကြောက်တိုက်ကြီးမျိုးဟာဆိုဗီယက်ပြည်ထောင်စုလို့ခေါ်တဲ့အတိုင်းပြည်မှာပထမဆုံးပြုလုပ်ခဲ့တယ်အဲ့ဒီနေရာမှာပဲပထမဆုံးပောက်ကွဲမှုဖြစ်ပြီးတော့အမှုမျိုးရောင်ကြီးတွေအကျိုးဆိုင်ပြီးထွက်ခဲ့တယ် အဲ့ဒီတော့လူတွေလည်းမမြင်ရတဲ့အကြောက်စရာကိစ္စကြီးကိုရင်ဆိုင်ကြရတယ်။ကွဲပေါက်ပြီးတော့ထွက်လာတဲ့ radiation ရောင်ခြေတွေပြန့်နှံ့သွားတဲ့အတွက် ခလေးတွေလူငယ်တွေဟာသွေးယောဂါ၊ကင်ဆာယောဂါတွေနဲ့တည်ဆုံကြရပြန်တယ်။တရိတ်ဆန်တွေ၊သစ်ပင်တွေ၊ပင်ငယ်တွေလည်းတည်ဆုံကုန်ကြတယ်။ဒီဒေသကြီးတစ်ခုလုံးမှာအငိမ့်သက်တိတ်ဆိတ်သွားတော့တယ်။ဒါကြောင့်မို့လို့ဒီလောက်များတဲ့ကွန်ကရစ်တတားဒုံကြီးတွေကိုအတုံးအခဲလိုက်လှုပ်ပြီး နေအောင်ကြီးမသိအောင်ပိတ်လောင်ထားခဲ့ကြတယ်။ဒီတော့ဒါရီဟာကဘာမြေရဲ့ကြောင်နဲ့အတမဏိတလားကြီးတွေပေါ့။အိုးအဲ့ဒီနောက်ဘာဖြစ်သွားလဲအဖေ။နောက်တော့မကြခင်ပဲကျိုးကဘာတစ်ခုလုံးမှာရက်တီထားတဲ့နျူကလ িয়ার ဆက်ယုံကြီးတွေလည်းဒီလန်းအတိုင်းလိုက်တော့တာပါပဲ။ဒီလိုစိတ်မကောင်းစရာတွေဖြစ်ရတာအမှုမဲ့အမဲ့မဲ့ကိစ္စအုံရကြောင်ပဲကွယ်။ပရမအချက်ကတော့ဒီဆက်ယုံကထွက်တဲ့ပြားတွေအကြောင်းကိုမသိပဲနဲ့ ။ပြားတွေအစွန်ပြစ်ပစ္စည်းတွေကိုစီကမ်းမဲ့ထုတ်တာဖြစ်တယ်။တတိပေးတာကိုတော့မတိကျိုးကျုံပြုခဲ့ကြသေးတယ်။တလုံးမတိတော့အလူမတိသူမတိအမြကြီးတဲ့တူပြီးမြုပ်လို့မြုပ်ပင်လေတဲ့ချလို့ချလေတဲ့လွှင့်ခြင်းလွှင့်လောက်ခဲ့ကြတယ်။ဒါပေမဲ့ဒီပစ္စည်းတွေဟာလူသားတွေကိုလက်တုံပြန်ဖို့ပြန်ရောက်လာကြတယ်။ဒုတိယမဟာအမားကြီးကတော့တဘာဝအကြောင်းကိုမပိုင်နိုင်သေးတဲ့ကွန်ပျူတာတွေကိုအားထားမိတာပဲ။ ဆက်တွေရဲ့အကြီးဆုံးချုပ်ရင်းချက်ကတော့လူတွေနဲ့တက်ရှိတွေရဲ့ခံစားမှုကိုမသိတတ်နိုင်တာပဲအဲ့ဒီတုန်းကသုံးခဲ့တဲ့ကွန်ပျူတာဆိုတာတွေဟာနည်းနည်းကလေးတွက်ချက်ယုံနဲ့တလွဲတချောအမှားရခဲ့ကြတယ်ပြီးတော့တတရအမှားကတော့ကဘာကျိုးရဲ့အတွင်းပိုင်းမှာအစူဝေးစီးလဲနေတဲ့ချော်ရည်တွေရဲ့အစွမ်းကိုအထက်မထွက်ဖဲထားခဲ့ကြတယ်ဒါကြောင့်မီးတောင်ပေါက်ကွဲတာတို့အမြင်ကလေးကြီးလောက်တာတို့ဆိုတဲ့ ဖြစ်ရဲ့ကြီးတွေကိုအကျိုးပြီးမသိနိုင်ကြတော့ဘူးဟုဖခင်ကဆိုသည်။တားငယ်ကဟိုမှာကြည့်ပါအောင်ဖေဖေ။ရေကဘာတုကြီးရဲ့ဟိုဘက်ဘေးကအဆက်အပြောက်တွေဟာဒီကိစ္စနဲ့ဆိုင်သလားယင်။ဖြက်ပြီးမေးသည်။တားပြောတာမှန်တာပေါ့ကွယ်။အဲ့ဒါတို့ရဲ့ရှေးကမူလစာတီးဖြစ်တဲ့အာရှတိုက်နေရာကြီးပေါ့။27ရာစုအလဲပိုင်းစီမှာအာရှတိုက်ဝင်းချင်မှာအဲ့ဒါလိုကြောက်တတ်တာကြီးတွေအများအပြားပေါ်ခဲ့တယ်လေ ဒါကြောင့်တို့ရဲ့ဘိုးဘွားအဆက်အဆက်တွေဟာဒီတက်တာကြီးတွေနဲ့ဝေးရာအလေဟာပြင်းနေကိုထွက်ပြီးအခြေဆိုင်ခဲ့ရတာပေါ့လူကြီးဒီစကားဖြဲ၍တက်ပြင်းတစ်ချက်ချလိုက်ပြီးသူတို့ဖြတ်တန်းခဲ့သောအကျိုးကဘာပြပြကြီးကိုတမင်လေးပြန်ကြည်လိုက်သည်မှတ်ချားကလေးရဲ့အဲ့ဒီကြောက်တက်တာကြီးတွေထဲမှာရှိတဲ့ပလူထိုနီယံအစိတ်တွေဟာခုမှအနှစ်ပေါင်း2000ပဲကြာသေးတာ။ ပလူထိုနီယံအနှစ်39ဆိုတဲ့ပစ္စည်းတွေပြက်ပြဲနိုင်တဲ့တက်တန်တဝက်ဆိုတဲ့အချိန်မှာနှစ်ပေါင်း2400ကျားတယ်။အဲ့ဒီအချိန်လောက်မှာသူတို့ရဲ့ထက်ဝက်ပဲပြက်စီးသွားအောင်မှာ။ဟင်နှစ်ပေါင်း2400နဲ့လားအဖေ။အဲ့ဒါလောက်ကြာမှတဝက်ပြက်တယ်ဆိုတော့အခုနှစ်ပေါင်း2000ပဲကြာသေးတာ။သူတို့တဆင့်ပြက်စီးဖို့နောက်ထပ်နှစ်ပေါင်း2200တောင်လိုသေးတာပေါ့နော်။အေးကွယ်အဲ့ဒါဟုတ်တယ်။ ငါတို့လူတွေရဲ့ပြင်းပြတ်တန်းဟာနှစ်90နဲ့တရာအတွင်းမှသာရှိတာနှစ်ပေါင်းတစ်ထောင်ဆိုတာတော်တော်တွေးယူရမယ့်အချိန်ပဲငါတို့လူတွေဟာဘိုးဘွားအမွေကဘာမြေရဲ့ဝင်းကျင်ကိုနှစ်ပေါင်းထောင်နဲ့ချီပြီးကြအောင်ပျက်စီးရာအကြောင်းအစိတ်တင့်စေခဲ့တယ်လဲဆိုတာမင်းစဉ်းစားကြည့်ပေါ့ပြီးတော့လေဟာပြင်းနေကိုတော့ဒီအစိတ်ငွေတွေထွက်ကုန်နေတာရဲ့မင်းကြီးပြင်းလာတဲ့အခါကဘာမြေနဲ့တခြားနေရာတွေကိုသွားကြည့်ပြီး တို့လူသားမျိုးနွယ်တွေအကြောင်းကိုသိဖို့လေ့လာပေတော့အဲ့ဒါကိုမှတ်ထားကွာလူတွေဟာ27ရာစုအတွင်းကျုံလိုက်ရတဲ့ဘီးစိုးတွေနဲ့တွေ့တော့မှပြင်ပလောကကိုအာယုံဝင်စားနေဖို့တတ်တတ်မဟုတ်ဘူးကိုရက်ကြီးရဘဝရဲ့ဖြစ်စဉ်အပြောင်းအလဲကိစ္စအရေးပါအဖိုးတန်မုံကိုသဘောပေါက်ရမှာပါလားလို့သိလာကြတော့တယ်ဖြစ်စဉ်အပြောင်းအလဲဟုတ်လားအဖေအေးကျေပြောတဲ့ဒီဆက်ကြောရာကြီးထဲမှာ တစ်နှစ်10နှစ်နှစ်ပေါင်း100အထိစီးပွားရေးနိုင်ငံရေးတိုးတက်မှုအတွေးတွေနဲ့မျှော်တွေးဖို့ကအမှန်အကန်သစ္စာတရားမဟုတ်ဘူးကွယ်ရှီဟောင်းအိန္ဒိယနဲ့တရုတ်ဒေသတွေမှာသူတော်စင်တွေနှစ်ပေါင်းထောင်ချီပြီးတွေးခေါ်ကြံစားခဲ့တဲ့အသည့်အလိမ္မာတရားတွေကသာအမှန်တရားဖြစ်တယ်လူတွေကိုပျော်ရွှင်ချမ်းမြေ့စေတဲ့အကြောင်းနဲ့အတွင်းစိတ်ထားဖြောင့်မန်စေတဲ့အကြောင်းဖြစ်တယ်အဲဒီစိတ်ထားမျိုးသာနှစ်ပေါင်းထောင်ထောင်ချီပြီးခိုင်မြဲတည်တံ့လိမ့်မယ် တားချက်ပူတာကဒီလိုအသည့်စိတ်ဓာတ်နဲ့စင်ကြင်လုံးတရားရှိဖို့မှာတဘာဝတရားကြီးနဲ့လူစိတ်ရဲ့အတွင်းတံခါးကိုအယူသားမှန်ကန်စွာအလေးလာကြည့်တာမှဖြစ်လိမ့်မယ်။ဒီလိုမှမဟုတ်ရင်ကြောက်လျာအဖြစ်မှာအကြောက်တတားကြီးလိုမျိုးအဖြစ်နဲ့ပဲကျုံရမှာပဲ။လူသမိုင်းရဲ့ကြောက်ပြောင်မှုကိုတချိန်က အဆုံးသတ်စေခဲ့မိတယ်လို့ဖြစ်မှာပဲ။ထို့နောက်ဖခင်နဲ့တားငယ်တို့ကိုတင်ဆောင်လာတော့အာဂါဒယင်သည် နဗျူလာငကားငွေတန်းစီတို့အရှိန်နဲ့ထွက်သွားသည်သူတို့ဦးတီရာအခကြီးကနဂါးငွေတန်းကြီးအတွင် အမှတ်9999မြောက်ဒေသအစုံနေစီတို့ဖြစ်လေသည်